တရင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချင်းနဲ့မှဒီကနေ့အော်တိုဘာလ1ရက်နေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တစ်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တစ်ဆက်မှုလေးကိုသုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့နိုင်ငံတော်လုံခြုံရေးနဲ့ agent တာယာရေး commission လို့အမည်ပြောင်းလဲထားတဲ့စစ်အုပ်စုကိုအကြမ်းဖက်အုပ်စုအဖြစ် NUG ကထပ်မံကြေညာဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ိုင်ငံတော်လွှမ်းကြိုရင်းနဲ့အေဂျင့်တာယာရေးကော်မရှင်လို့အမည်ပြောင်းလဲထားတဲ့စစ်အုပ်စုကိုအကြံဖတ်အုပ်စုဖြစ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထပ်မံကြေညာလိုက်ပါတယ်။မင်းအောင်လိုင်းဦးဆောင်တဲ့နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကိုပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီအနေနဲ့2021ခုနှစ်မတ်လ1ရက်နေ့မှာအကြံဖတ်စစ်အုပ်စုဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့2024ခုနှစ်စက်တင်ဘာလ9ရက်နေ့မှာမြန်မာနိုင်ငံနဲ့ပြည်သူလူထုရဲ့ရန်သူ enemy of the state အဖြစ်အသီးသီးကြီးညာထုတ်ပြန်ထားပြီးဖြစ်ကြောင်းသိရှိရပါတယ်။တိုယာမာအကြံဖတ်စေအုပ်စုက2025ခုနှစ်ဇူလိုင်လ31ရက်နေ့မှာနိုင်ငံတော်အုပ်ချုပ်ရေးကောင်စီအဖြစ်မှနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်အဖြစ်ကိုအမည်ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်းနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်ဟာအကြံဖတ်အုပ်စုအဖြစ်ကြီးညာခြင်းခံထားရတဲ့နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကိုစက္ကန်ဆောင်ရွက်တဲ့အဖွဲ့ဖြစ်ကြောင်းနဲ့ပြည်သူလူထုအပေါ်အကြံဖတ်မှုများဆက်လက်ကျူးလွန်နေကြောင်းတွေ့ရှိရတဲ့အတွက် နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်နဲ့၎င်းမှအဆင့်ဆင့်တာဝန်ပေးပွဲစည်းလိုက်တဲ့အဖွဲ့များအလုံးကိုအကြံဖတ်အုပ်စုများအဖြစ်၎င်းမင်းအွန်လိုင်းအပါအဝင်နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်အဖွဲ့ဝင်များအလုံးကိုအကြံဖတ်သမားများအဖြစ်၎င်း NUG ကကြေညာပါတယ်။ဒါကလှုပ်ထုံးလုံနီးသဘောတရားပါ။အရင်ကတည်းကအကြံဖတ်စစ်အုပ်စုအဖြစ်ကြေညာထားပြီးသားဒါပေမဲ့သူတို့ကနာမည်ပြောင်းသွားတော့နာမည်ပြောင်းသွားတဲ့အပေါ်မှာအကြံဖတ်အုပ်စုအဖြစ်ထပ်ပြီးအတည်ပြုကြေညာတာပါ။ အစ်စ်မဟုတ်ပါဘူးဒါကနိုင်ငံတကာနဲ့ပြည်ရင်းမှာပါလှုပ်ထုံးလုံနီအရာကြီးညာတဲ့သဘောပါလို့ NUG ဘက်မှသတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြောဆိုပါတယ် NUG ကစစ်အုပ်စုကိုအကြမ်းဖက်ဖြစ်ကြီးညာရမှာအကြမ်းဖက်တိုက်ဖြတ်ရေးဥပဒေပုံမှန်6ပုံမှန်9နဲ့ပုံမှန်82ပုံမှန်ခွဲခါခွေးပါလုတ်ပိုင်ခွင့်ကိုကျင့်သုံး၍ပြည်တော်စုအစိုးရအဖွဲ့ရဲ့သဘောတူညီချက်အရကြီးညာခြင်းဖြစ်ကြောင်း2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာမင်းအွန်လိုင်းဥဆောင်တဲ့အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူလူထုကရွေးချယ်တင်မြှောက်ထားတဲ့နိုင်ငံတော်သမ္မတဥွင့်မြင့်နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်တာဆန်းစုကြည်ဦးဆောင်တဲ့ပြည်သူအစိုးရအဖွဲ့ဝင်များကိုမတရားဖမ်းဆီးပြီးပြည်သူအာဏာလုယူခဲ့တဲ့အတွက်နိုင်ငံတော်ပုံကံမှုကိုကျူးလွန်ခဲ့ကြောင်း NUG ကကြေညာထားပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်သားဝန်ထမ်းများနဲ့အငြင်းစားဝန်ထမ်းများအားလုံးကို အော်တိုဘားလ၁ရက်နေ့မှစတင်ပြီးလစာ၃000တုံမြင့်ဝန်ကြီးဌာနမှ နေစားလှုပ်အားကကိုတော့ တရက်ကို9800ကျပ်အထိတုံမြင်လာစားတုံမြင်မှုအတွက်လိုအပ်တဲ့ငွေကြေးတွေကို digital ငွေကြေးအပြင်ငွေဆက်ကူများထပ်မံရိုက်ထုတ်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အကြံဖတ်စစ်ကော်မရှင်ကစစ်တောင်းဝန်တန်းနဲ့အငိမ့်ဆောင်ဝန်တန်းများအလုံးကိုအော်တိုဘားလ၁ရက်နေ့မှစတင်ပြီးအပိုထောက်ပံ့ကြေးအမိတက်ကလာစား3000တုံမြင်လိုက်ပြီးဝန်ကြီးဌာနမှ နေစာလောက်အခကိုတော့တရက်ကို9800ကျပ်အထိတုံမြင်လိုက်ကြောင်းစစ်ကော်မရှင်လက်အောက်ခံဘန်ဒါရီနဲ့ အကွန်ဝန်ကြီးဌာနကတရားဝင်သတင်းထုတ်ပြန်ပါတယ်။အော်တိုဘာလ၁ရက်နေ့မှစတင်ပြီးတနိုင်ငံလုံးမှရှိတဲ့ဝန်ထမ်းများစစ်သားများအငင်းစားများအနေနဲ့လစဉ်အပိုထောက်ပံ့ခြင်းဖြင့်လစာ၃တောင်းတိုးမြင့်လိုက်ခြင်းဖြစ်ကြောင်း၂၀23ခုနှစ်အော်တိုဘာလမှာပထမအကြိမ်ဖြစ်တဦးကိုအပိုထောက်ပံ့ခြင်း၃တောင်းချက်ကို၎င်း၂၀24ခုနှစ်ဩဂတ်လမှာဒုတိယအကြိမ်ဖြစ်တဦးကိုအပိုထောက်ပံ့ခြင်း၃တောင်းချက်ကို၎င်းစုစုပေါင်းအပိုထောက်ပံ့ခြင်း၆တောင်းချက်တိုးမြင့်ပေးခဲ့ကြောင်း ယခုအော်တိုဘာလတရနေ့မှစတင်ပြီးတတိယအကြိမ်ဖြစ်လစဉ်အပိုထောက်ပံ့ကြေး3000ထပ်မံတိုးမြင့်လိုက်ပြီးဝန်ထမ်းများစစ်သားများအနေနဲ့လစဉ်အပိုထောက်ပံ့ကြေး9000ကျပ်ခန်းစား권ပြုတ်လိုက်ကြောင်းသိရှိရပါတယ်အဆိုပါအပိုထောက်ပံ့ကြေးတိုးမြင့်မှုမှာအငိမ့်စားဝန်ထမ်းများလည်းအကျုံးဝင်ပြီးဒီကနေ့အော်တိုဘာလတရနေ့မှစတင်ကအငိမ့်စားဝန်ထမ်းများလည်းလစာ3000ထပ်ဆောင်ရရှိမှာဖြစ်ကြောင်းသိရှိရပါတယ်ဒါအပြင်ဝန်ကြီးဌာနများမှာနေစားလောက်ကင်နေကြတဲ့နေစားဝန်ထမ်းများကိုတော့ တရက်ကိုလုံအားကားဖြင့်8800တိုးမြင့်လိုက်ကြောင်းသိရှိရပါတယ်။ထို့ကြောင့်အကြံဖတ်စစ်ကော်မရှင်ကတိုးမြင့်လိုက်တဲ့လစာကြောင်းဝန်တန်းတန်းကျော်အငိမ့်စားဝန်တန်းတန်းနီးပါးနဲ့စစ်သားများအားလုံးအတွက်လစဉ်ငွေကြေးများထပ်မံရိုက်နှုန်းရမှာဖြစ်ပြီးမြို့ပြဒေသများမှဝန်တန်းများအတွက်ကိုတော့ digital ငွေကြေးနဲ့လစာပေးချေမှာဖြစ်ကြောင်းသိရှိရပါတယ်။တဦးကို3000ကျပ်နဲ့လက်ရှိဝန်တန်းအငိမ့်စားဝန်တန်းနဲ့တက်မတော်သားတွေအတွက်စုစုပေါင်း လူဦးရေ၃သန်းနီးပါးအတွက်ငွေရီထပ်တိုးသုံးရမယ်။နေပြီးတော့ရန်ကုန်မန္တလေးမှာရှိတဲ့ဝန်ထမ်းတွေကတော့ digital ငွေကြေးနဲ့ပေးမယ်လို့သိရတယ်။ကြံတဲ့အခြားပြည်နယ်တိုင်းမှာရှိတဲ့ဝန်ထမ်းတွေနဲ့အငိမ့်စားဝန်ထမ်းတွေတက်မတော်သားတွေအတွက်ကတော့ငွေရီထပ်ရရမယ်သဘောရှိပါတယ်။ငွေကြေးဖောင်းပွားမှုကတော့ထပ်ဖြစ်လာနိုင်ပါတယ်လို့နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တထုံမြို့နယ်ကရင်လေးစိတ်ရွာကိုစစ်တပ်ကဝင်ရောက်စီးနင်းပြီး အသက်73နှစ်အရွယ်ကလေးငယ်များအပါအဝင် ပြည်သူ35ဦးကိုပေါ်တာဆွဲဖမ်းဆီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်တထုံမြို့နယ်ကရင်လေးစိတ်ကြေးရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီးအသက်73နှစ်အရွယ်ကလေးငယ်များအပါအဝင်ပြည်သူ35ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဒေသပြည်သူများကပြောဆိုပါရယ်။စက်တင်ဘာလ28ရက်နေ့မှာတထုံမြို့နယ်ကရင်လေးစိတ်ကြေးရွာကိုအမှတ်6စစ်အခြေခံလက်ချင်ရေးတင်နှင်းကျောင်းနဲ့တစ်စိတ်ရေစကန်မှစစ်သားများနဲ့ရေးများပူးပေါင်းထားတဲ့ အင်အား90ဝန်းကျင်ခန့်ပါစစ်ကြောင်းကဝင်ရောက်စီးနှင်ပြီးပြည်သူများကိုပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ဒီစစ်ကြောင်းဟာကရင်လေးစိတ်ကြီးရွာမှအသက်73နှစ်အရွယ်အသက်40နှစ်အရွယ်အသက်90နှစ်အရွယ်အမျိုးသားများနဲ့အမျိုးသမီးများအပါအဝင်ပြည်သူ35ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားခြင်းဖြစ်ကြောင်းအဲ့ဒီလိုပေါ်တာဆွဲဖမ်းဆီးသွားတဲ့ပြည်သူတွေကိုအမတ်ကိုစစ်အခြေခံလက်ကျင်ရေးကြောင်းကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရှိရပါတယ်။ စက်တင်ဘာ28ရက်နေ့မှာရွာထဲကိုဝင်စီးပြီးပြည်သူတွေကိုဖမ်းဆီးသွားတာကြောင်းတက်နေတဲ့ကလေးတွေပါပါသွားတယ်။အမျိုးသမီးတွေရောပဲလေ့ကျင့်ရေးကိုကလှုပ်ရှားတက်ဖွဲ့နဲ့တစ်စိတ်ရေစကန်းကရဲတွေစုစုပေါင်းအင်းအား90ဝန်းကျင်လောက်နဲ့ပြည်သူ35ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားတာအလေတန်းကျောင်းသားတွေရောကလေးမလေးတွေရောတခြားအမျိုးသမီးလေးတွေရောဘာမှမဖြစ်ဘဲနဲ့ဝင်ဖမ်းသွားတာအဲ့ဒီနောက်ကအာရှလမ်းမလေးဖြစ်တော့အားနေရင်ဝင်ဖမ်းလိုက်လှုပ်လိုက်နဲ့ပြီးခဲ့တဲ့30ရက်နေ့က ပတင်ယိုးကြီးရွာမှာဖမ်းသွားတာလည်းအများကြီးပဲလို့ဒေသပြည်သူတို့ကပြောဆိုပါတယ်။အလားတူဩဂတ်စ်လ30ရက်နေ့ကလည်းအချမ်းဖတ်စစ်တပ်ကပတင်ယိုးကြီးရွာကိုဝင်ရောက်စီးနင်းပြီးပြည်သူ40ဦးကျော်ကိုဖမ်းဆီးသွားကတချို့ကိုပြန်လွတ်ပေးခဲ့ပေမဲ့လည်းအများစုကတော့ပြန်လွတ်ပေးခြင်းမရှိသေးကြောင်းသိရှိရပါတယ်ခင်ဗျာ။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အင်းလေးကအထင်ကရဟင်းတာတိုင်းရည်တဲ့နှစ်မျိုးမိုးချိုပြစ်လို့အိမ်တလုံးမီးလောင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်တောင်ပိုင်းအင်းလေးကံမှာမိုးတဲထန်စွာရွာသွန်းနေချိန်နေအိမ်တစ်လုံးမိုးကျုပ်ပစ်ခံရပြီးမိလောင်ခဲ့ပါတယ်။အင်းလေးတပြေးပင်ကြေးရွာကနှစ်ထပ်အိမ်တစ်လုံးဟာစက်တင်ဘာလ30ရက်နေ့မနက်ပိုင်းမှာမိုးကျုပ်ထိမှန်ခဲ့တာပါ။ဟုတ်တယ်ဗျအိမ်တက်တက်ကမှမိုးကျုပ်ထိတာအိမ်ရှင်တွေကတော့တော်တော်လေးစိတ်သက်ကြတာပေါ့ဗျာ။အကုန်ပျက်စီးတယ်လေ။ဘာပျက်စီးမှပြန်မရလိုက်ဘူးလို့ဒေသခံတယောက်ကပြောပါတယ်။စက်တင်ဘာလ29ရက်နေ့ညပိုင်းကစတင်ပြီးမိုးတဲထန်စွာရွာသွန်းခဲ့ကောင် မူကျိုးတွေလည်းပြစ်တယ်လို့လေပြင်းတွေလည်းတိုက်ခတ်ခဲ့တယ်လို့ဒေသခံအချို့ကပြောပါတယ်။အင်းလေးကဟင်းသာရုပ်လေးလဲကြပြီးရေထဲမြုပ်သွားတယ်ဗျ။မူကျိုးတွေလည်းပြစ်လေပြင်းကလည်းတိုက်ခတ်တော့စိုးရင်ကြတာပေါ့ဗျာ။ကြောက်နေကြတာပေါ့လို့အခြားဒေသခံတဦးကလည်းပြောပါတယ်။မူကျိုးပြစ်ခံရပြီးမီးလောင်တဲ့နေအိမ်မှာစက်တင်ဘာလ29ရက်နေ့ညနေဒီကနေ့မနက်ပိုင်းမှာအင်းရှင်တွေမနေကြတဲ့အတွက်လူတိကိမ့်မှုတော့မရှိခဲ့ဘူးလို့သိရှိရပါတယ်။အင်းလေးနဲ့ပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့ရွှေညောင်နဲ့အောင်ပန်းမြို့နယ်တွေမှာလည်း စက်တင်ဘာလ29ရက်နေ့ကလေးကမိုးနဲ့လေပြင်းတွေတိုက်ခတ်ခဲ့တာဖြစ်ပါတယ်။လေပြင်းကြောင့်ကြီးမားတဲ့ပျက်စီးမှုတွေမရှိပေမဲ့ရေဘေးအန္တရာယ်ကိုဆက်လက်စိုးရိမ်နေရတယ်လို့ဒေသခံတဦးကပြောပါတယ်။ဒါအပြင်အင်းလီကန်ဒေသတွေကမြင်းနီကုန်းကြေးရွာအနီးမှာဒေသခံတွေစိုက်ထူထားတဲ့ဟင်းသာတိုင်းဟာစက်တင်ဘာလ29ရက်နေ့ကလဲကျပြီးရေထဲနှိမ့်မြုပ်သွားခဲ့တာပါ။ဟင်းသာတိုင်းလို့ခေါ်ကြတဲ့အဲ့ဒီဟင်းသာရုပ်ဟာ1966ခုနှစ်ကစိုက်ထူခဲ့တာဖြစ်ပြီးနှစ်ပေါင်း60နီးပါးရှိပြီဖြစ်ပါတယ်။ ဒေတာရဲ့အထင်ကရရုပ်တုတစ်ခုရေးတဲ့နှိမ့်မြုပ်သွားလို့နမိတ်မကောင်းဘူးလို့ယုံကြည်နေသူတချို့လည်းရှိပါတယ်စစ်အာဏာသိမ်းပြီးသွေးစွန်းသောလက်အတ္တမာနကြီးသူများအတုံးချလှည့်စားမှုအကျင့်ကျင့်ပြုလုပ်လာမှုကိုနမိတ်အမျိုးမျိုးပြသခြင်းတပေါင်များပေါ်ခြင်းဆရာတော်များထံတကြားအိမ်မက်ပေးခြင်းအင်းလေးဒေတာမှာရေးပေးငလင်ပေးလီပေးစတဲ့ကက်ဆိုးကြီးတို့ဖြစ်ပေါ်ခဲ့တယ်လို့ဆရာကျော်အင်းလေးတိတ်တိဆိုသူကရေးသားထားပါတယ်။ဒါပေမဲ့ဒေတာခန့်အချို့ကတော့ဟင်းတော်တိုင်းဟာ ရာသီဥတုတန်နဲ့ငလင်တန်ကြောင့်နစ်မြုပ်တာဖြစ်တယ်လို့လည်းပြောပါတယ်။အင်းလီဒေတာ2024ခုနှစ်မိုရင်ကာလကရာဂီမုန်တိုင်းကြောင့်နေအိမ်တွေရချီပျက်စီးခဲ့တယ်လို့2025ခုနှစ်မတ်လ28ရက်နေ့ကစကိုင်းနဲ့မန္တလေးကိုဗဟိုပြူပြူလှုပ်ခတ်သွားတဲ့အင်းအားပြင်းငလင်တန်ကြောင့်လဲဒေတာခံပြည်သူတွေတေဆုံးခဲ့တယ်လို့နေအိမ်ရချီလည်းပျက်စီးခဲ့ပါသေးတယ်။လက်ရှိမှာလည်းဘင်္ဂလားပင်လယ်အော်မှာလေပြင်းအားနဲ့ရေဝန်ဆက်လက်ရှိနေပြီးဖိလစ်ပိုင်နိုင်ငံကိုဝင်ရောက်ခဲ့တဲ့ ောင်တရုတ်ပင်လယ်ကတိုင်ဖွန်းမွန်တိုင်းဘျူလိုင်းအရှိန်ကြောင့်ရှမ်းပြည်နယ်တောင်ပိုင်းမန္တလေးတိုင်းဂရင်းနီပြည်နယ်ပဲခူးတိုင်းနဲ့တနင်္သာရီတိုင်းကချင်ပြည်နယ်စကိုင်းတိုင်းထက်ပိုင်းချင်းပြည်နယ်ရန်ကုန်တိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှနေရာကွက်၍မိုးကြီးပြီးလေပြင်းတိုက်ခတ်နိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOHDM ကသတင်းထုတ်ပြန်ထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ ဖိလစ်ပိုင်မှာပြင်းအား6တသမ9ငလင်လှုပ်ခတ်ပြီးအသေးအပြောက်များပြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖိလစ်ပိုင်နိုင်ငံမှာလှုပ်ခတ်သွားတဲ့ပြင်းအားမက်ဂနီကျူ6တသမ9အဆင့်ရှိငလင်ကြီးကြောင့်အနည်းဆုံးလူ26ဦးသေဆုံးပြီးထိခိုက်ပျက်စီးမှုတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်။ပြီးတော့အသေးအပြောက်ဥယျာဉ်ဟာဇက်တိုက်တိုးလာမဲ့အလားအလာတွေလည်းတွေ့နေရပါတယ်။စက်တင်ဘာလ30ရက်နေ့ညပိုင်းကငလင်ဟာဖိလစ်ပိုင်အလဲပိုင်း Visa Yes ပြည်နယ်ရဲ့ စီဘူးမြို့အရှိမြောက်ဘက်ပင်လယ်ပြင်ကိုဗဟိုပြုခဲ့တာဖြစ်ပါတယ်။ပင်လယ်ပြင်ကိုဗဟိုပြုတယ်ဆိုပေမဲ့လည်းကျွန်းစုနိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်ရဲ့ကျွန်းတွေကပဲငလင်ဗဟိုချက်ကိုပတ်ပတ်လဲဝိုင်းနေတာကြောင့်မြေပြင်မှာထိခိုက်တက်ရောက်မှုပမာဏပုံမကျေပြန့်ခဲ့ပါတယ်။ငလင်ဗဟိုချက်နားကဆန်ရီမီဂျီရိုမြို့မှာအနည်းဆုံးလူ22ဦးသေဆုံးခဲ့ကြောင်းမြို့တော်ဝန်အယ်ဖီရီနက်စ်ကပြောဆိုပါတယ်။တခြားမြို့တွေမှာလည်းအသေးပြောက်တွေများခဲ့ပြီးလုံးလုံးစင်26ဦးထိသေဆုံးခြင်းရထားပါတယ်။ တချို့ဒေတာတွေကအဆက်အသွယ်ပြတ်တောက်နေတာကြောင့်ထိခိုက်သေးဆုံးမှုစီးရင်တွေအတိအကျအတိမပြုတ်နိုင်သေးသလိုကေဇေးရီတွေကအပြည့်အစည်တွေအောက်ပိတ်မိနေနိုင်သူတွေကိုအပုတပြင်းဖြန့်ကျက်ရှာဖွေနေပါတယ်။ကနအူရရှိထားတဲ့စီးရင်တွေအရဒဏ်ရာရသူ38ဦးရှိခဲ့ပြီးအိမ်တွေတံတားတွေနဲ့တခြားအဆောက်အုံတချို့လည်းပြိုကျခဲ့ပါတယ်။ငလင်တိုင်းတားရေးဌာနတွေကငလင်ရဲ့ဗဟိုချက်ဟာမြေအနက်6မိုင်ခန့်ကိုဗဟိုပြုခဲ့တယ်လို့ပြောပါတယ်။အနက်တိန်းတဲ့ငလင်တွေဟာ မိမျက်နှာပြင်ဘောကိုထိခိုက်တက်ရောက်မှုပုံမပြင်းထန်စေလိမ့်ရှိပါတယ်။ငလင်ကြီးနောက်ပိုင်းနောက်ဆက်တွဲငလင်တွေလည်းဆက်လက်လှုပ်ခတ်ခဲ့ပြီးအပြင်းဆုံးတစ်ခုက magnitude 6.3ညအဆင့်ထိကိုရောက်ရှိခဲ့ပါတယ်။ငလင်ကြောင့်ဆူနာမီရေလိုင်းအန်ရဲ့သတိပေးချက်ထုတ်ပြန်ခဲ့တာမျိုးတော့မရှိပါဘူး။ဒါပေမဲ့ပင်လယ်ရေစီးကြောင်းအပြောင်းလဲတွေဖြစ်ပေါ်နိုင်ပြီးကမ်းခြေ area တွေမှာမူမမှန်တဲ့လိုင်းလှုပ်ရှားမှုတွေကိုတော့တရီထန်းစောင့်ကြည့်ဖို့ဖိလစ်ပိုင်ငလင်တိုင်းတားရေးအေဂျင်စီကတိုက်တွန်းခဲ့ပါတယ်။ငလင်ဘဟုချက်နဲ့နှီးတဲ့ စီပူမျိုးဟာလူဦးရေတန်းတန်းလောင်နေထိုင်ပါတယ်။ညာချိန်ငလင်လှုပ်ခက်ခဲ့တဲ့နောက်စီပူနဲ့ဒေတာရင်းမျိုးတွေကဒေတာခန်းတွေဟာအိမ်တွေထဲကနေလက်မရေစီကမန်းကရန်ပြေးထွက်ခဲ့ကြပါတယ်။အပန်းဖြေကန်းချီမျိုးတစ်ခုဖြစ်တဲ့ဘန်တာရံမှာလဲညာချိန်လမ်းတွေပေါ်မှာလူတွေပြေးသွားခဲ့ပြီးအထိတ်တလန့်တွေဖြစ်ခဲ့တာကိုတွေ့ရှိရပါတယ်။ဖိလစ်ပိုင်ဟာတိုင်ဖွန်းမွန်တိုင်းနှစ်ခုဇက်တိုက်ဖြတ်တန်းဝင်ရောက်ပြီးလူတာစင်နဲ့ချီတေဆုံးခဲ့တဲ့အခြေအနေအပြီးရပ်ပိုင်းအကြာမှာပဲငလင်ထဲမှာထပ်ပြီးကြုံလာရတာဖြစ်ပါတယ်။ ငလင်ကတော့ဒီနှစ်ထင်းမှာနိုင်ငံရဲ့အသေးပြောက်အများဆုံးတဘာဝဘေးအန္တရာယ်ဇိုးလေဖြစ်လာပါတယ်ဖိလစ်ပိုင်ဟာပစိဖိတ်မီကွင်းဒေသလို့ခေါ်ဝေါ်တဲ့ရေအောက်မီးတောင်ရေဝန်းနဲ့ဆက်ဆက်တရှိနေပြီးငလင်လှုပ်ခတ်မှုတွေမီးတောင်ပောက်ကွဲမှုတွေနဲ့မစိမ့်လာပါဘူးဇန်နဝါရီလတုန်းကလည်းဖိလစ်ပိုင်မှာငလင်နှစ်ခုလှုပ်ခတ်ခဲ့ပေမဲ့အသေးပြောက်မရှိခဲ့ပါဘူး2023ခုနှစ်ကမက်ဂနီကျူ6.8အဆင့်ရှိကမ်းလွန်ငလင်တစ်ခုလှုပ်ခတ်ရာကဖိလစ်ပိုင်မှာရှိဦးသေဆုံးခဲ့ပါသေးတယ်ခင်ဗျာ အဲ့ဒီနောက်တရုတ်ရဲ့အန်ရင်များလာသောကစားပွဲဆိုတဲ့ဆောင်းပါရှင်ဆရာလာဆိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။စစ်အုပ်စုဟာဘေကျင်းမှာညွှန်ကြားချက်အတိုင်း၎င်းတို့အကျိုးစီးပွားကိုကာကွယ်ပေးရန်နဲ့ဝင်ငွေရရရကြောင်းလဲဖြစ်နေသည့်ကတကြောင်းယခုအခါလက်နက်ကင်များဒရုန်းများစစ်သင်းမော့များစက်တပ်ပါရာကလိုက်တာများနဲ့ကျင်းဤစီမံကိန်းများရှိရာလက်ပတောင်းနဲ့ကျေးစင်တောင်တပ်တူတွင်များရှိရာစုပြုံရောက်ရှိလာကြပြီဖြစ်ပါတယ်။မြန်မာစစ်တပ်ဟာ တရုတ်ရဲ့မျက်နှာသာအပေးခံရဖို့အတွက်ကြမ်းကျင်တိုင်းကြမ်းရမ်းကျင်တိုင်းရမ်းဖို့ဝင်မလီကြတော့လက်နက်ကင်စစ်သားတွေကလည်းရွာတွေကိုမိရှို့လူရဲလေကြောင်းမှပြစ်ခတ်တက်ခိုက်ခြင်းဖြင့်နေမျိုးကိုရှင်းပေးနေကြပါတယ်မြန်မာ witness ရဲ့အစီရင်ခံစာအရ2022ခုနှစ်နဲ့2023ခုနှစ်မှာကြေးရွာပေါင်း21ရွာကိုမိတင်ရှုခဲ့ပြီးဖြစ်တယ်လို့သိရှိရပါတယ်ဒီအတွက်တရုတ်ကုမ္ပဏီဝမ်ပေါင်ဟာမြင်းနေရာကို34.8စတူရန်မီတာအထိချစ်ထွင်လာနိုင်ခဲ့ပါတယ် စကိုင်းတိုင်းအတွင်းမှာရှိတဲ့တတိယမြောက်တကောင်းတောင်နီကေတပ်တုတွင်းကိုအမျိုးသားညီညွတ်ရေးအစိုးရတပ်တွေကထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။တရုတ်ဟာအနာသိမ့်ပြီးချိန်မှစတင်ပြီးယခုအထိရင်းနှီးမြှုပ်နှံလာခဲ့ဒီမှာဒေါ်လာတန်း930အထိရှိလာပြီဖြစ်ပါတယ်။ဒေသခံတွေကလည်းဘေးလွတ်ရာတရုတ်ပိုင်လိုင်းကြီးများအနီးမှာခိုလုံနေကြပြီဖြစ်ပါတယ်။ပတ်ပတ်လည်မှာမိုင်းများချထားတဲ့အတွက်ထိခိုက်သေးချေမှုများရှိလာနေပါတယ်။အဲ့ဒီပိုင်လိုင်းကြီးတွေဟာရန်ပြေကျွန်းနဲ့မရီကျွန်းတို့မှတွေ့တန်းလာခြင်းဖြစ်ပြီး ပထမတစ်ခုကအက်ဒမန်ပင်လယ်ရှိတဘာဝတန်းငွေများတည်ဆောင်ပေးပြီးဒုတိယပိုက်လိုင်းဟာအရှိအလယ်ပိုင်းနဲ့အာဖရိကမှရေနံစိမ်းများပို့ဆောင်ပေးနေပါတယ်။တရုတ်ဘက်ကခရီးရှည်မိုင်ပေါင်း1200ခန့်တပ်တာသွားခဲ့ပေမဲ့လည်းစစ်အုပ်စုအဖွဲ့ကနိုင်ငံတွင်းမှာရှိတဲ့လျှက်စစ်တပ်အားလုံလုံလောက်လောက်မရရှိတဲ့လူတို့ရဲ့ရှုတ်ချလောင်ပြောင်စရာဖြစ်နေခဲ့ပါတယ်။တရုတ်တို့ကတန်းငွေပိုက်လိုင်းတစ်လျှောက်စကန်လေးခုဖွင့်ပြီး20ရာခိုင်နှုန်းကိုမြန်မာကိုထုတ်ပေးနေတယ်လို့သိရှိရပါတယ်။ အဆိုပါပိုင်လိုင်းတွေဟာတရုတ်မြန်မာစီးပွားရေးဇင်းကြံလမ်းမစီမံကိန်းရဲ့တစိတပိုင်းဖြစ်ပြီးရှီကျင့်ဖင်ကပင်၎င်းရဲ့ရေဝန်းနဲ့လမ်းစီမံကိန်းအတွက်ဦးစားပေးများစွာတဲ့ကထိတ်တန့်ဦးစားပေးလို့ပြောဆိုထားပြီးဖြစ်ပါတယ်။ဤဒီကပင်၎င်းရဲ့မြန်မာတနိုင်ငံလုံးကိုမြည်သို့ကင်တွေရမည်အပေါ်သဘောထားလက်ညွန်ချက်တရဖြစ်လာပါတယ်။သို့တော့တရုတ်မှအပေါ်တက်အဆောက်အုံများကိုသာအသားတွေကလောက်ထွက်တဲ့စစ်အုပ်စုကိုအပြုပြီးမြမမြေပေါ်မှာတိုးချစ်နေမှုဟာ ၎င်းတို့အတွက်အနာဂတ်မှာရင်မအေးစရာဖြစ်လာပါတယ်။အကယ်၍တိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး American နဲ့စစ်ဖြစ်လာပြီးဆိုပါကထို့ပိုက်လိုင်းတွေဟာ American လေတပ်ရဲ့ပထမဆုံးတိုက်ခိုက်ချေမှုန်းခြင်းကိုမလွဲမသွေခံရတော့မှာဖြစ်ပါတယ်။လောလောဆယ်မှာတော့တရုတ်တို့ကမထီးရမကန်ရက်စရာပစ္စည်းတစ်ခုတပွဲသဘောထားရှိပေမဲ့လည်းထို့ပိုက်လိုင်းများဖြတ်တန်းရမှာပြည်တွင်းစစ်မီးကြီးအရှိန်ကြီးကြီးတောက်လောင်ရာဒေသဖြစ်နေပါတယ်။တရုတ်ဟာစစ်အုပ်စုကိုဒေါ်လာ350ပို့ခန့် စစ်လက်နက်များရောင်းချပေးခဲ့ပြီးဖြစ်ပေမဲ့လည်း၎င်းတို့ဖြစ်စေခြင်းသလိုထိရောက်မှုမရှိဖြစ်နေတဲ့အတွက်၎င်းတို့အကျိုးစီးပွားကာကွယ်ရန်လုံခြုံရေးအကြောင်းပြကတပ်သားများဆေးလွတ်ပေးရသည့်အထိရုတ်ပြက်ဆင်းပြက်ဖြစ်လာနေပါတယ်။တရုတ်တို့မြန်မာမျိုးပေါ်ကိုထိုးသွကျူးကျော်လာနေမှုအတွက်လူထုမှပိုက်လိုင်းများကိုဖောက်ခွဲပစ်ရန်အထိဒေါသတကြီးတောင်းဆိုလာနေတဲ့အတွက်တော်လိုင်းအုပ်စုများကလည်းထိထိတင်တင်ကြိုက်တွယ်နေရပါတယ်။ဤဒီကိုရိတ်စားမိတဲ့ပေကျင်းဟာလည်း စေအုပ်စုကိုအကာအကွယ်ပေးရန်ပြောလာပြီးယူနမရှိတဲ့လက်ခွဲများမှတဆင့် drone နဲ့ထောင်လင်းရေးနည်းပညာများလိုအပ်သလောက်ပံ့ပိုးပေးလာနေပါတယ်။ရခိုင်ပြည်နယ်မှာတော့ပိုက်လိုင်းကိုတနေရာမှလွှဲပြီးကြံပိုင်းတွေကိုအရခတ်တက်တော်မှထိန်းချုပ်ထားပြီးဖြစ်နေပါတယ်။ပိုက်လိုင်းများမှဒန်းငွေခွဲရန်ပေးနေတဲ့ offtake စခန်းများကိုလည်းတောင်လင်းရေးတပ်တွေကသိမ်းယူထားပြီးဖြစ်ပါတယ်။တရုတ်ကောင်းဆောင်များဖို့အိမ်မပြောစားမဝင် ရတဲ့မအေးစရာဖြစ်နေပါတယ်။၎င်းတို့ရဲ့အနာဂတ်စီးရီရင်မှန်းချက်များအတွက် ထောက်ပံ့ရေးလမ်းကြောင်းများဟာမြို့တော်များခံမှန်း၍မရတဲ့တော်လှန်ရေးတပ်တွေရဲ့လက်ဝင်မှရှိနေပါလားဆိုတဲ့အတွေးအကြုံပင်ဖြစ်ပါတယ်။တရုတ်ကွန်မြူနစ်ပါတီဟာမြန်မာနိုင်ငံအတွင်းမတည်ငြိမ်မှုတွေကိုစစ်အုပ်စုမှကင်တွယ်နိုင်လိမ့်မယ်လို့ရှော့တွက်ခဲ့ရမှတင်းတလို့ဖြစ်မလာဘဲမကန့်မှန်းနိုင်တဲ့အရှုပ်ထွေးများကြားရောက်ရှိနေပြီဖြစ်ပါတယ်။ကိုကန်ဒေတာမှလည်းကိုမွေးတဲ့မြောက်ကိုပြန်ချောက်ခံရပြီးအွန်လိုင်းငွေလိမ်ကိုင်းများဝင်းကြီးဝင်းငင်နဲ့လောက်ကင်မှာထွက်ပေါ်လာခဲ့သည်ကနမူနာများလည်းရှိနေပါတယ်။ ယနေ့မှာပင်၎င်းတို့နေဆက်လုံခြုံရေးအတွက်စစ်အုပ်စုကဲ့သို့ပင်လက်သက်မွေးထားရတဲ့မိမိသားစုဝင် အားလုံးကိုတည်ထံပေးလိုက်ပြီးဖြစ်ပါတယ်။တို့အရေးကိုဖြည့်ရှင်းရန်နဲ့အွန်လိုင်းငွေလိမ်ခိုင်းများရဲ့ကြံရပါဖြစ်နေတဲ့စစ်အုပ်စုကိုတင်ငန်းစာပေးရန် MTAA ကိုမိစိမ့်ပြလာပါတယ်။ MTAA ကလည်းအခွင့်ကောင်းယူကညီနောင်၃ပေါ်မဟာမိတ်ဖွင့်တဲ့အတူလာရှုအထိတက်သိမ်းဖြစ်ခဲ့ပါတယ်စစ်အုပ်စုပြိုလဲတော့မဲ့အရေးကြောင့်တရုတ်တို့ချီမကိုင်းမိလက်မကိုင်းမိဖြစ်လာကာ MNTA ကောင်းဆောင်ကိုပြန်ပေးဆွဲဖြက်လေးပြက်စနစ်နဲ့အကုံပိတ်ဆို့ကလာရှုကို ပြန်ပေးရသည့်အထိအကြက်ကန်ခဲ့ရပါတယ်။တရုတ်အစိုးရဟာမင်းအွန်လိုင်းကိုနိုင်ငံအကြီးအကဲဖြစ်အတိမတ်လည်းမပြုတ်တန်းတူညီတူလည်းမဆက်ဆံခြင်း။ဒါ့ပေမဲ့လည်းအခြေမလဖြစ်လာနေသည်ကိုမြင်တွေ့လာရတဲ့အတွက်2024ခုနှစ်နိုဝင်ဘာလမှာမဲကောင်အစီအဝေးလာတက်ဆိုကပြည်ဝင်ခွင့်ပေးလာခဲ့ပါတယ်။စေအုစုအားအရေးချင်းမရှိမှန်းသိပေမဲ့လည်းအာနာရှင်များဖြစ်၍လည်း ော်လိုင်းရင်အုပ်စုများထပ်ပေါ်၍အတုံးဝင်မှန်းကျုံနယ်ဟိုင်းအိမ်တော်မှာရှိတဲ့အာဏာရှင်များကသဘောပေါက်လာကြ၍လည်းဖြစ်ပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော်ကိုလည်းရှားပါမြေသားတပ်တုနဲ့ပတ်သက်ပြီးတူနီအတိုင်းပိတ်ဆို့အကြက်ကင်လာကြပါတယ်။သို့တော်ကချင်တို့ကအလျှော့မပေးတဲ့အတွက်ဆွေးနွေးရဖို့အထိဖြစ်လာခဲ့ပါတယ်။တရုတ်ဟာထို့သို့သောအခြေအနေများကြောင့်မှာမြန်မာနိုင်ငံအတွင်းရေအားလျှက်စစ်စီမံကိန်းခုနှစ်ခုအတွက်ဒေါ်လာဘီလီယံ20၎င်းတို့80ရာခိုင်နှုန်းပိုင်ထားတဲ့ကြောက်ဖြူရေးနဲ့စီမံကိန်းအတွက် ဒေါ်လာ9.3ဘီလီယံထည့်ဝင်ထားပြန်ပါတယ်။မြေထားလန်ဖောက်လို့ရေးစီမံကိန်းအတွက်ဒေါ်လာ8.9ဘီလီယံမြှုပ်နှံပိုးလည်းရှိနေပါတယ်။လက်ရှိမှာမြန်မာဟာအကျုပ်ချအာဏာပိုင်သေးလားလို့မေးစရာဖြစ်လာပါတယ်။တရုတ်အစိုးရထံကိုဒေါ်လာဘီလီယံပေါင်းများစွာအကြွေးတင်နေပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံရေးသမားများလည်းအတုတ်လိုက်ခွဲ၍ကွန်မြူနတီပါတီဗဟိုသင်တန်းကျောင်းမှာသဘောတရားရေးသင်တန်းတက်နေရပါတယ်။ကံယူတဲ့ရေးတဲ့စကန်ဟာလည်းတရုတ်ရေးတဲ့စစ်သင်ပေါ်များ ်ချစ်ကြည်ယေရှုကဝင်ကျင်တိုင်းဝင်ထွက်ကျင်တိုင်းထွက်နေကြပြီဖြစ်ပါတယ်။လက်ရှိမှာအပြစ်ကရက်စေးရေးအမကိုတော်ပဲတရုတ်ဟာရွေးကောက်ပွဲလှုပ်ခိုင်းလာပါတယ်။စေအုပ်စုလှုပ်ပေးမဲ့ရွေးကောက်ပွဲဆိုဒီကလည်းတရုတ်တို့နားလည်လွယ်တဲ့အတိုက်ခံမရှိတဲ့ရွေးကောက်ပွဲမျိုးဖြစ်ပါတယ်။တရုတ်တို့စီမံနေသည်ကတရားဝင်အစိုးရပုံစံအယောင်ခြေပေးပြီးကံမကောင်းအကြောင်းမလဖြစ်နေရှာတဲ့မင်းအောင်လိုင်းကိုဖေရှားနိုင်ရန်ကြံစည်နေခြင်းဖြစ်ပါတယ်။၎င်းတို့ရဲ့ဝင်ရောက်ဆက်ဖက်မှုကြောင့်ဖြစ်ရှင်းရန်ခက်ခဲလာတဲ့ပြဿနာကို ို့မို့ရှုပ်ထွေးလာတော့မှလည်းဖြစ်ပါတယ်ပြည်သူတို့ရဲ့တရားသောစစ် မုတ်ချအောင်ရမည်လို့យေတာထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုစုံတီနာဆင်ကြေးကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးထူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်ပြည်ပသတင်းတော်လန်ဟီဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ ကြပါစေခင်ဗျာကြပါ